ော်ဒီမှာဆရာအနေနဲ့ဒီမိကုံကိုနှစ်ပိုင်းခွဲပြီးဖြစ်ခြင်းတယ်ပေါ့နော်နံပါတ်1ကတော့သူအိတ်အိတ်ပြီးနိုးလာတဲ့အခါမှာနိုးတဲ့အခါမှာဆရာတို့ကနှစ်ပိုင်းမှာပထမတစ်ပိုင်းကဒီနှင်းနှိမ့်ချိုက်ချိုက်အိတ်ပျော်ခြင်းမရှိတဲ့အတွက်ကြောင့်မနဲ့နိုးလာရင်နိုးတာရယ်ဒီအိတ်ဆက်ခြင်းကိုပြဿနာမရှိပေမဲ့အဲမနဲ့နိုးလာတဲ့အခါနိုးတာပေါ့နော်ဆိုတော့လို့နှစ်ပိုင်းနေခွဲပြီးပြောပါမယ်အဲ့တော့အများစုမှာဆရာတို့ဖြေချားခဲ့တာဒီမှာဒီအိတ်မပျော်တဲ့အခါမှာဘာတွေလုပ်ရမလဲဘာတွေအကြောင်းဖြစ်နိုင်လဲဆိုတာကို ဖြေခဲ့ရတာရှိတယ်ပေါ့နော်ဒီမှာလည်းဒီလိုပဲသူအကြာကြီးအိတ်ပေမဲ့နော်ဒီနှစ်နှစ်ခြိုက်ခြိုက်အိတ်တဲ့အချိန်နည်းတယ်ပေါ့နော်ဆိုတော့အဲ့ဒါဘလို့လူတွေမှတွေ့ရလဲဆိုတော့ဒီစိတ်ပိုင်းဆိုင်ရာပေါ့နော်အဲစိတ်ပူပင်သောကများတဲ့လူတွေစိတ်ကြဝေဒနာခံစားရတဲ့လူတွေနောက်တစ်ခါစိတ်ဖိစီးမှုများနေတဲ့အခြေအနေမျိုးတွေမှာဒီအုံနောက်ကကောင်းကောင်းနားမရဘူးအိတ်မပြောတာမျိုးတွေဖြစ်တတ်တယ်ပေါ့နောက်တစ်ခုကတော့ဆရာတော် sleep disorder လို့ခေါ်တယ်ပေါ့နော်အိတ်ဆက်ခြင်းကိုနှောက်ယှက်ဖြစ်စေသောအခြေအနေတွေပေါ့အဲ့တော့အဲ့ထဲမှာဆိုလို့ရှိရင်ဒီအိတ်ဆက် နေစဉ်မှာအသက်ရှူခဏရပ်သွားတယ်။ကိုကတော့မတိလိုက်ဘူး။အုံနောက်ကအနားမရတဲ့အခါမှာနောက်တစ်ရက်မနဲ့နိုးလာတဲ့အခါမှာအိမ်ငိုက်တဲ့နှုံးတွေဒါတွေနဲ့တွဲပြီးဖြစ်တတ်တယ်။နောက်တစ်ခါဒီပါကင်ဆွန်ယောဂမျိုးတွေနောက်တစ်ခါအဲအစာရင်ကအက်ဆစ်အပေါ်ပြန်လှန်တဲ့ယောဂမျိုးနောက်တစ်ခါဒီ restless syndrome လို့ခေါ်တယ်ပေါ့နော်။အိမ်နေစဉ်မှာခြေထောက်လှုပ်လှုပ်သွားတဲ့ဟာပေါ့နော်။ဆိုတော့အဲ့လိုအခြေအနေတွေမှာဒီကောင်းကောင်းအိမ်မပြောတဲ့အခါမှာမနဲ့မိုးလင်းရင်နှုံးနေတတ်တယ် တော့ကောင်းကောင်းအေးရသွားတဲ့နှုံးနာတွေကတော့ယောဂတွေတခုခုရှိနေကြတာပေါ့နော်ဥမာပြင်တော့စီဂျိုယောဂတို့ဒီနှလုံးယောဂသွေးအားနည်းတာတွေလေပင်ကြီးယောဂနဲ့ဆိုင်တဲ့ယောဂတွေပေါ့နော်ဆိုတော့ဒီလိုယောဂတွေမှာဒီကောင်းကောင်းအေးတော်လည်းပဲနှုံးနေနိုင်တယ်ပေါ့နော်တော့ကဗိုက်တာမင် deficiency ပေါ့နော်ဒီဗီတာမင်အားနဲ့ချို့တဲ့တွေတွေ့နေမှာလေအဲကောင်းကောင်းအေးပေမဲ့နှုံးနေတာမျိုးရှိတတ်တယ် ဆိုတော့အဲ့ဒါမျိုးတွေကြတော့ဒီသက်ဆိုင်ရာအဲယောဂတွေရှာဖွေစစ်ဆေးပြီးကုသမှာပေါ့နော်အဲ့တော့ဒီနုံနာဒီအိတ်ဆက်ခြင်းနဲ့နှီးနယ်တယ်ဆိုလို့ရှိရင်တော့ပထမအဆင့်အနေနဲ့ဟိုမေကွန်ဒုတိယပိုင်းမှာမေးထားတယ်လို့ပေါ့နော်ကောင်းကောင်းအိတ်ပြောအောင်ဘယ်လိုလုပ်ရမလဲပေါ့နော်ဆိုတော့နံပါတ်1ကတော့ဒီအိတ်ချိန်ကိုမှန်မှန်ထားဖို့လိုတယ်အိတ်ချိန်ထားချိန်ပေါ့နော်အဲ့တော့လူတစ်ယောက်ကဒီအုံနောက်ကြည်လင်နေဖို့အတွက်ဆိုရင် တနေ့ကို9နာရီနဲ့10နာရီထားအေးပေးဖို့လိုတယ်။ဒါကြောင့်ကိုကစပြီးတော့အချိန်သတ်မှတ်ကြရာကိုရဲ့အချိန်ဒီ9နာရီနဲ့10နာရီကြားရှိအောင်သတ်မှတ်မယ်။နောက်တော့အိယာဝင်ချိန်မှန်တဲ့နဲ့ထားတဲ့ချိန်မှန်အောင်လေးလုပ်ထားပေးတယ်ပေါ့နော်။နောက်တစ်ခါနေကင်းဘက်တွေကိုတောက်လျှောက်အိတ်တာတွေကိုရှောင်ကျင်တဲ့ပေါ့နော်။နောက်တစ်ခါအိယာဝင်ကနီးတနာရီလောက်ကစပြီးတော့ဒီဟိုဖုန်းမျက်နှာပြင်ကြည့်တာတို့လှုပ်ရှားနေတဲ့မျက်နှာပြင်ကြည့်တာမျိုးလေးတွေကိုရှောင်ကျင်တဲ့။အဲဒီစားမှာစာဖတ်လို့ရတယ်၊သချင်းနားထောင်လို့ရတယ်ပေါ့နော်။နောက်တစ်ခုကတော့ဒီ ကိုယ့်ရဲ့အိတ်ခမ်းခြေနေပေါ့เนาะအဲ့တော့အိတ်ခမ်းခြေနေရဲ့အပူချေရန်တင့်တော်ရမယ်အေးမြနေဘူကောင်းတယ်တိတ်ဆိတ်တယ်နောက်တစ်ခါအလင်းရအောင်ရော့ကျနေမယ်ဆိုအိတ်ဆက်ခြင်းကိုပို့ပြီးအားပေးတယ်နောက်တစ်ခါစားတော့ကတော့အိတ်ရဝင်ကနီးဒီ၃နာရီလောက်ကစားပြီးဗိုက်ပြအောင်မစားတင်တော့ဘူးနောက်တစ်ခါရက်တို့ကော်ဖီတို့မတောက်တင်ဘူးပေါ့เนาะ ရေကိုလည်းနေကင်းဘက်မှာပို့တောက်ထားပြီးညပိုင်းမှာရှော့ချပြီးတော့တောက်သုံးပေးမယ်နောက်တစ်ခါကိုလည်းလှုပ်ရှားမှုလေးမှန်မှန်လုပ်ရင်လည်းညဘက်အိတ်ဆက်ခြင်းကိုအားပေးတယ်ပေါ့နော်နောက်တစ်ခါတော့အေးရဝင်ခံနီးလေးမှာတရားမှတ်တရားထိုင်ဘုရားရှိခိုးအကျင့်လုပ်ပေးခြင်းအားလည်းပဲအိတ်ဆက်ခြင်းကိုအားပေးတယ်ပေါ့နော်အော်ဒီနီးလေးတွေနဲ့အရင်လောက်ကန်ဆောင်ရွက်ရမယ်ပေါ့နော်အဲ့ဒါမှဒီအေဖို့နှောက်ချက်ဖြစ်နေသေးတယ်။နောက်တစ်ခါမနဲ့ထလာရင်နုံးနေသေးတယ်ဆိုရင်တော့ကို့မှာအခြေခံယောဂတခုရှိလားမရှိလားဆိုတာကိုစစ်ဆေးပြီးတော့ကုသဖို့လိုအပ်နိုင်ပါတယ်။